ဝိညာဉ်တော်အားဖြင့်ဖွင့်ပြအလင်းပေးပါမည်သောယေရှုဖျားဤနာမတော်နဲ့တိုင်းဒီတိုင်းဝိညာဉ်စိက္ခာနာကောင်းကြီးပေးသလိုကျွန်တော်ရဲ့နှုတ်ချပါစပ်ကိုလည်းတစားပါလားဖြင့်အတုံးပြုပါမည်သောသတော်စကားနဲ့ကျေးဇူးတော်ကိုချီးမွမ်းယူကိုရောရဲ့ဝိညာဉ်ကလေးတစ်စင်းစကားဝေမြပါလေပါဖျား၏။ဒါလေးစိတ်ထဲမှာဘုရားသခင်ဆိုတာကိုဘလို့ပုံဖော်ထားတယ်ပပောက်တစ်ချက်ပြောပြ။ဒါလေးပြောတတ်တယ်လို့ပဲပြော။ပုံမှန်လည်း ရှိုးရောက်သားလေမတွေ့ရဘူးဟောဘေးအတိကေလို့လို့ဘေး တွေ့အောင်တွေ့ဟာလေလေပြပြရတိကတော့တွေ့အောင်မတွေ့တို့တင်းကျလို့ကိုပေးရတင်းကျလို့ပေးကွဲကပေးရပြီးတော့အမှန်ပဲတင်းကျလို့နားမှာလည်းရှိတယ်ဘောပိဆိုတာဒါပထမဆုံးသားလေးနားလေတဲ့ဘုရားသခင်ရဲ့ဖြစ်ခြင်းကိုသားလေးအလောက်နားလေတာကျေးဇူးတော်ချီးမွမ်းတယ်နော်သားလေးနားလေတဲ့အရာကဘုရားသခင်ရဲ့ဖြစ်ခြင်းနော်ဘုရားသခင်ရဲ့ ပါတော့ပုံမှာထားရှိတဲ့ချစ်ချင်းမြတ်တာဒီဟုတော့ဘုရားရဲ့ချစ်ချင်းဖြစ်တယ်။တော့အဲ့ဒီအရာရဲ့အကျိုးတက်ရောက်မှုတားလေးရဲ့ဘဝရှင်သန်မှုပုံမှာဘလို့တက်ရောက်လဲဘလို့အစပြုလဲဆိုတဲ့အရာကိုအာပပနိုင်ငံရှင်ပြမယ်။เนาะတော့လူကိုဖန်ဆင်းတဲ့အခါမှာဘုရားသခင်ကလူကအရွယ်ရောက်ပြီးသားလူကိုဖန်ဆင်းတယ်။အာရန်နဲ့အေဝါကိုတွင်းလူရှင်နဲ့ပြောမယ်ဆိုရင်သူတို့ဖန်ဆင်းတယ် သူတို့ရဲ့ဟလာနှာခေါင်းထဲကနေပြီးမှဇီဝအသက်ကိုပုတ်သွင်းတဲ့အခါမှာဖရာရဲ့အသက်ဆိုတာကလူအထဲမှာရောက်လာတယ်။နော်အဲ့ဒါနံပါတ်တစ်ချက်မှတ်ထားမယ်။ဘာလဲဒါလဲလူအထဲမှာဖရာရဲ့အသက်ဖရာရဲ့အသက်ဆိုတာဘာလဲ။ထာဝရအသက်ကိုပြောချင်တာ။နော်ဖရာရဲ့အသက်ဖြစ်တဲ့ပပါလို့ရဲ့အထဲထဲမှာရှိတယ်။အသက်ရှင်တဲ့ဝိညာဉ်ကထာဝရရှင်တမ်းမှာဖြစ်တယ်။ဒါပေမဲ့ထာဝရရှင်တမ်းမဲ့ပပါလို့ရဲ့ဝိညာဉ်က ဘယ်မှာရှင်သန်မလဲဆိုတဲ့အရာကိုအရင်ရေးကြည့်တာအာရန်နဲ့အင်ဝါကဖရားရဲ့စကားကိုနော်နားထောင်ဖို့အခွင့်အရေးရှိရတာနဲ့စာရမဏတ်ကဲသွေးဆောင်ကြောင်ချင်းကိုသူတို့ကယုံကြည်ပြီးမှဖရားရဲ့စကားကိုမနာခံမဲနဲ့ဖရားတားမြစ်ထားတဲ့အဲ့ဒီအပြင်အသည့်ကိုစားခြင်းအဖြစ်အာရန်ရဲ့စကားကိုနားထောင်ခြင်းအဖြစ်ကြဆုံးသွားတဲ့ဘပါရွေးဗီဇအဖြစ်ဖြစ်တယ် အဲ့ဒီအဖြစ်ကိုဘုရားကနေပြီးမှပပါတို့ကိုချစ်လွန်လို့သူဖန်ဆင်းထားတဲ့ตาလေးတို့ပပါတို့ကိုချစ်လွန်အားကြီးလို့เนาะသူကိုယ်တိုင်မြင်နိုင်တဲ့လူသားယေရှုခရစ်တော်အားဖြင့်ပပါတို့ကိုကယ်တင်ဖို့အတွက်ပပါတို့ဒီကမ္ဘာလောကကိုကြွလာတာဖြစ်တယ်ယေရှုခရစ်တော်ကပပါတို့အတွက်เนาะဒီအသေးခံပေးတယ်သုံးရမြောက်နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတဲ့အရာက ီပပတို့ရဲ့မြင်နိုင်တဲ့ဒုစရိုက်ဖြစ်ကိုဖြည့်ရှင်းပေးတာမဟုတ်ဘူးเนาะဒါလေပပတို့အာရန်နဲ့အင်ဝါเนาะဖရားစကားကိုနာမခံခြင်းအပြင်ကြာရောက်လာတဲ့ဖရားနဲ့ကင်းကွာခြင်းဆိုတဲ့ထာဝရဖရားနဲ့ဆက်ဆံမှုပြတ်သွားတယ်ဖရားနဲ့မိသားအားပြတ်သွားတယ်ဒီဝိညာဉ်ကိုကယ်တင်ဖို့ရန်အတွက်เนาะယေရှုခရစ်တော်ဟာပပတို့ကဘာမြေကြီးကိုကြွာလာတယ်ဒါလေးအတွက် ရန်ချစ်တဲ့အတွက်ကြောင့်လဝါကတိုင်းမှာသူကအသေးခံတယ်။နာကျင်စွာရိုင်းတဲ့ခံနဲ့အသေးခံတယ်။ပြီးမှတချို့ခံတယ်။သုံးရမြောင်းနေ့မှာသူကရှင်ပြန်ထမြောင်းပြီးမှဒီချင်းပြည့်စုံမှာကိုအောင်မြင်တဲ့ဖီးဟာဖြစ်တယ်။ဒါလေးကအဲ့ဒီအရာကိုယုံကြည်ခြင်းအားဖြင့်အဲ့ဒီယေရှုခရစ်တော်ကိုဒါလေးရဲ့စိတ်နှလုံးထဲကနေယုံကြည်ပြီးမှနှုတ်ကနေဝင်ခံခြင်းအားဖြင့်ဒါလေးရဲ့စိတ်ဝိညာဉ်ကဖီးဟာနဲ့အချိန်ဆက်ရတာ အယုံကြည်ခြင်းအဖြစ်သူယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ဒါလေးဝိညာဉ်ကသာဝရဆိုတဲ့နှစ်နေရာဖြစ်တဲ့သာဝရငရဲ့ကိုတွားเสียမှလို့တော့။เนาะဒါပေမဲ့ဒါလေးမှာအသွေးသားရှိသေးတဲ့ခန္ဓာကိုရှိသေးတယ်။ဒါလေးကလောလောဆယ်ညီကြီးတတန်မကုန်သေးနဲ့။အသက်ရှင်ခွင့်ပေးတဲ့အချိန်မှာဖရာစကားကိုနားထောင်ဖို့လိုအပ်တယ်။ဖရာကိုချစ်တဲ့စိတ် ဘုရားကိုကြောက်တဲ့စိတ်ဘုရားစကားကိုနာမခံခြင်းကြောင့်အာရန်နဲ့အင်းဝါရဲ့နာမခံခြင်းကြောင့်ပပတို့ပါလေးတို့နော်လူသားမျိုးနွယ်ပေါ်မှာဝင်ရောက်လာတဲ့အဖြစ်တရားဖြစ်တယ်မူလအဖြစ်လို့ခေါ်တယ်သလားစားလဲ original sin လို့ခေါ်တယ်ဒါလည်းအင်္ဂလိပ်လို့ဆိုရင်နော်အဲ့ဒီအဖြစ်ကိုဖြေရှင်းပေးဖို့အတွက်ယေရှုခရစ်တော်ကနေပြီးမှကာရဏီနော်ကုံပေါ်မှာလောကကတိုင်းမှာဘုရားရှင် ။ဒါတော့သူကအေကံပြီးမှရှင်ပြန်ထမြောက်ပြီးမှကင်းတင်ခဲ့တယ်။အဲ့ဒီအရာကိုဒါလေးစိတ်နှလုံးထဲရနေ။အော်ယေရှုခရစ်တော်ကငါအဖြစ်အတွက်အေကံပြီးမှတုံ့ပြန်မြောက်နေမှာရှင်ပြန်ထမြောက်တယ်။ငါရဲ့ဖေဟာငါရဲ့ကင်းတင်ခြင်းဆိုပြီးမှဒါလေးကနှလုံးသားထဲရနေ။ယုံကြည်လက်ခံလိုက်ရင်ယုံကြည်ခြင်းအဖြစ်ဒီသတင်းစကားကိုကြားပြီးမှယုံကြည်လိုက်တဲ့အရာပေါ်မှာဘုရားသခင်ကဒါလေးကို အာသာလေးနဲ့အချိန်ဆက်မိပြီးမှသာဝရနိုင်တယ်လို့ဆင်းရဲခြင်းခံရတယ်။သောတန်ရှင်တော်ဝိညာဉ်တော်ကြီးဟူသောဘုရားရဲ့ဝိညာဉ်တော်ကသာလေးထဲမှာခြင်းဝင်လာမှာဖြစ်တယ်။နော်။ဆိုတော့အဲ့ဒီဘုရားရဲ့ဝိညာဉ်တော်သာလေးထဲမှာခြင်းဝင်လာတဲ့အခါမှာသာလေးစိတ်ထဲမှာဒီအရာကကောင်းလားဒီအရာကဆိုးသလားဒီအရာကဘုရားကြိုက်သလားဒီအရာကဘုရားမကြိုက်ဘူးလားဆိုတော့ automatically သာလေးစိတ်ထဲမှာသိလာ အရိယာနဲ့ကိုကိုကို self control ကိုယ်အနေကိုစင်ကြင်တင်းကျုံလာနိုင်ခြင်းဟာဒါဘုရားသခင်ကိုနာခံခြင်းရဲ့ဒါလေးအတ္တတဖြစ်တာ။ဒါမဲ့ပြမတဲ့ဒီဆုံးကမင်းကိုကိုကိုနှစ်ဖူးပေါ်မှာဒါလေးအိတ်တဲ့ချိန်မှာပဲဖြစ်ဖြစ်ကြီးလာတဲ့ဒါလေးတွေးလာတယ်။မတွေးရမလဲ။ငါသေသွားရင်ငါပြင်းသွားမလဲ။ဒါလေးဆိုတာအခုမြင်နိုင်တဲ့ပပားဆိုတာဒီမြင်နိုင်တဲ့အရာကိုပြောတာမဟုတ်ဘူး။လူဆိုတာမြဲမှတ်တာလူဆိုတာဝိညာဉ်ဖြစ်တယ် ဝိညာဉ်ကိမ့်ဝတ်တဲ့ဒီခန္ဓာကိုယ်ကเนาะဟိုမြေမုတ်ကိုပြန်မယ်เนาะတည်သွားမြေကွာလွယ်လွယ်ပြောရရင်ဒါပေမဲ့အသက်ရှင်တဲ့ပပတို့ရဲ့ဝိညာဉ်ဒေနီယာပပရစ်ချတ်ဆိုတာကအထည်ထည်ကဝိညာဉ်ဖြစ်တယ်အဲ့ဒီဝိညာဉ်ကထာဝရကာလမှာရှင်သန်မဲ့ဝိညာဉ်ဖြစ်တယ်ဘယ်မှာရှင်သန်မှာလဲဆိုတာအရင်အရေးကြီးတဲ့အတွက်ကြောင့်ဒါလေးကိုပပအနေနဲ့ဒီနေ့မှဒီတော့ပဲပပပြောချင် နောက်နေ့ကဘာမျိုးပြန်ပေးမယ်နော်ဘာနာနဲ့ဧဝါကဘာဖြစ်လို့သကာနာမထောင်တာသကာနာမထောင်ခြင်းအပြင်ဘာဖြစ်လို့သူတို့ကဖျားနေဝဲအောင်ဆက်တက်သွားတာနော်ထာဝရဆုံးရှုံးခြင်းနဲ့ကိုသူတို့ယူရေးသွားတဲ့အခါမှာအဲ့ဒီကဆင်းသက်လာတဲ့ပပလိုသားလေးတို့ကထာဝရငရေကိုသွားအဲ့ဒီထာဝရငရေကိုသွားရမယ်လမ်းကိုဖျားကမလူခြင်းလို့ပပတို့ကိုချစ်လွန်အားကြီးလို့ เนาะเยชูคริสต์တော်တည်ဟူသောမြင်နိုင်တဲ့လူသားအဖြစ်ဒီလောကကြီးမှာအသွေးသားကိုစောင့်ပြီးမှဆင်းကြွလာပြီးမှကယ်တင်ခဲ့တယ်ရဲ့ကယ်တင်ခြင်းအရှင်သခင်ဘုရားသခင်ဖြစ်တယ်အဲ့ဒီเยชูคริสต์တော်တည်ဟူသောကယ်တင်ခြင်းအရှင်သခင်ဘုရားသခင်သာလျာယုံကြည်ခြင်းအဖြစ်အာသာလျာအာအပြစ်ကိုဘုရားမမြင်တော့သာဝရမြေကိုသွားစီရမှာလို့ဒီသာဝရထဲမှာပပပေါ်ပဲ ညှက်ထားလိုက်တော့မှာပါအဲ့ဒီဘောဘင်းအသားလေးဖြစ်တဲ့ခါလာဒီစာအုပ်ကယေရှုခရစ်တော်လို့သားလေးသဘောထားတယ်တရားကကြည့်တဲ့အခါမှာသားလေးရဲ့ဖြစ်ခြင်းသားလေးရဲ့အဖြစ်တော့ခုနကပြောတဲ့သားလေးဝေးလာကလေးကပါလာတဲ့ original sin ဆိုတဲ့အဖြစ်ကိုမမြင်တော့ဘဲနဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်ရွေးဝေထားတဲ့သူဖြစ်သားလေးကိုဘုရားသခင်ကဖြောက်မှန်တော်သူတန်ရှင်းတော်သူဆိုပြီးမှတတ်မှတ်လိုက် အမှန်တော့ဒါလေးကအဖြစ်ရှိတယ်အဖြစ်သားဖြစ်တယ်တို့တော့ဖခင်ကဒါလေးရယေရှုခရစ်တော်ကိုယုံကြည်လိုက်ခြင်းအပြင်ဒီစာအုပ်ထဲမှာဖွက်ထားတဲ့သောပင်လိုပဲဖခင်ရဲ့အမြင်မှာဒါလေးရဲ့အဖြစ်ကိုမမြင်တော့ဘဲနဲ့ယေရှုကကယ်တင်တဲ့အရာကိုဒါလေးရယုံကြည်လက်ခံလိုက်တဲ့အတွက်ကြောင့်ဖခင်ကဒါလေးကိုသူ့ရဲ့သားသမီးအဖြစ်ဖခင်ကလက်ခံပေးလိုက် တာဝရမသားလေးကသူနဲ့တူအသက်ရှင်ဖို့အတွက်ဘုရားကရွေးနှုတ်ပေးလိုက်တာဖြစ်တယ်။တော့ဒါလည်းသဘောပေါက်တယ်မလားအဲ့ဒါလေး။တော့အဲ့ဒါဆိုရင်နောက်ပတ်တည်းမှာပါလို့ပြသမယ်။ Okay? Okay.